မင်္ဂလာပါကျွန်တော်ဘလော့လေးမှာကြိုဆိုပါတယ်ဒီနေ့တော့မျက်ရွှေတွေကုန်စီတီတော်ကိုညာချမ်းချိန်လေးတာဖို့ဖြစ်ပါတယ်တပေါင်းပွဲတော်ရာသီလာလည်းဖြစ်ပါတယ်အန်ချီမကုံဖူးမြော်ရေမဝနိုင်တဲ့မျက်ရွှေတွေကုန်စီတီတော်မျက်ကြီးဖြစ်ပါတယ်မြတ်စွာဘုရားရဲ့ဘာသာခြေတော်ရာလက်စုဖြစ်ပါတယ်ဗုဒ္ဓဘာသာခြေတော်ရာဘုရားရှိခိုးကတာဖြင့်ပူဇော်ကြပါတယ် ဆယ်တော်ဘုံဖရာဖြစ်ပါတယ်ဆယ်တော်ဘုံဖရာပူဇော်ခြင်းဖြင့်အခဲခဲများပြေပြောက်စေတယ်ချမ်းမာရေးကောင်းစေတယ်တိုင်းသမားတော်ကြီးဆရာအမြတ်မှလူတန်းပူဇော်ခဲ့သောဖရာဖြစ်ပါတယ်မင်းငါးပါးဖရာစီမိလဖရာနှင့်ရှင်၍အရှိမျက်နာမူတည်ရှိသည်မိလဖရာစီတနည်းကလေးတောင်းနှင့်တနည်းလာတောင်းချာ အရှိဘက်တတိုင်းပလန်ဘီတွင်တောင်ဘက်သို့မျက်နှာမူ၍တည်ရှိပါသည်တကယ်စင်တောင်ဆရာတော်ဘုရားကြီးနှင့်ဗားမဲ့ဆရာတော်တို့၏ဓမ္ပနဲ့နေရာဖြစ်ပါသည်အောင်ရွှေဒီအဋ္ဌံစီတီတော်ဖြစ်ပါသည်နီလဘုရား၏တောင်ချောဘက်ကက်လျက်တည်ရှိပါသည်ပညာတဘောရစီတီတော်တွင်အဋ္ဌံဝင်မှာကအောင်တရဘူဆောင်းနိုင်မည်ရန်ပေါင်းကို အောင်မြင်စီတီဟုဆိုရပါမည်နီလဘုရားမင်္ဂဘဘုရား ရွှေတောင်ငွေတောင်ဝိဇာစောကြီးဖရာအောင်ရွှေတီစသည့်တည်ရှိပြီးရေအဝါဒလည်းပေါ်လာပြီးမြတ်ရွှေဘုံကြီးဒီစောကြီးကိုလည်းဇီရီတော်ဘက်ကနေဥပမာတော်တော်တော်ကျွန်တော်တွင်တစောင်းမှာရောက်ဖက်မှုအာယုံကန်တစောင်းနှင့်မျက်နှာချင်းဆိုင်တွင်ရှိပါသည်ရွှေတော်ဦးစီးတော်ကြီးအောက်ခြေကိုဆင်းရဂူပေါက်ရှိပါသည်ယခုအခါဂူပေါက်ပိတ်လိုက်ပြီး အပေါ်မှစီစီတူစုတည်ထားပါသည်အိဒံပြည်သူများအောင်မြင်မှုရရှိခဲ့ကြောင်းမှတ်သားရပါသည်ချွေရကုံစီတော်မြတ်ကြီးကို အနိကပ်ပူဇော်ပူဇော်အဝေးကပဲပူဇော်ပူဇော်ပုံတော်ကူပဲအာယုပြုပူဇော်ပူဇော်ရသော်ဖေရာဘုံတော်ညံတော် တကိုးတော်စသည့်ဂုံတော်ကိုအာယုပြုပူဇော်ပါက အချိုးကျေးဇူးရှိပါတယ်ရှိလကုံစီတော်မြတ်ကြီးတွင် ပန်းရေချမ်းစီမီအမွေးတိုင်းပြည်ပဌံပွဲများရေကုသူတန်ရှိကုသူများဖြင့်ပြုလုပ်ကြခြင်းဖြင့်ဖျားမှုများအမြဲမပြတ်စီကားလျက်ရှိပါသည်ချီတော့ရတဲ့ဇောင်းဖြစ်ပါတယ် ီတော်ဘုရားကိုလွန်ခဲ့သောနှစ်ပေါင်း135နှစ်ကျော်မြန်မာသက်ကလေး1250ခန့်ကတည်ထားကိုယ်ခဲ့ကြတယ်လို့သိရပါတယ်။ရတ္တမူရုပ်ွားတော်များလည်းဖူးမြော်နိုင်ပါတယ်။ခြေတော်ရဘုရားကြီးရှိမှအကဖက်ခွေထားသောဗုဒ္ဓခြေတော်ရနှင့်ငကားကြီးမှဘုရားကိုဥတိုက်ဖူးမြော်နေပုံဖူးမြော်ရပါတယ်။ခြေတော်ရမှရေဘူတော့ ခေါင်းနဲ့မျက်နှာကိုလိမ့်ပါကအန်ရရဲ့ကင်းတည်ယုံကြည်ကြပါတယ်ပါရဒေါဒနာဒေါဒုဒေဒေါဝေဒေါဒနာဝေရဏိတာဟေသာဒေ ဝိသာသနာသမဏောဒုက္ခောလောကဝိကုဏောတောဘုရိတာသမဏတာယေတောတော်ကြီးစီဒီမှာတဏိကုဏီတောင်းအနောက်ဘက်မှာတည်ရှိပါတယ်။ဘုရားကတဏိကုဏီတောင်းအနီးမှာတည်ရှိပြီးခြိုက်ကြီးဆောင်ဆရာတော်ဘုရားကြီးကတည်ထားခဲ့ပါတယ်။သူချမ်းသာဆောင်မကြောက်အောင်ရွယ်စောက်ချောက်ကြွေွယ်ရာချမ်းငယ် ူဌာနံကြောင့်ဝင်းလျံပက်လျက်ရာရှိခွက်ဖြင့်ညချဲပုံတောင်အကိုဆောင်၍ထောင်ပေါင်းအကန့်စင်းသက်ပြတာခြေတော်ဘဝနှင့်ကြီးမားဒီသောသတ္တောယရဏလက္ခဏာဖြင့်မကွာခါစားတန်တော်ဘာဝေညာသောအချမ်းရန်ရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားခြေတော်ရာဂါရာဖြင့်ပူဇော်အပ်ပါသည် ဘူဘောင်ဘုရားသည်ချွေတကုံစီတီတော်အချိမုတ်အနီးဘူဘောင်တစောင်းတွင်တည်ရှိပါသည်တစောင်းအတွင်းရှိလူပွားတော်ကိုဘူဘောင်ထေရခဲ့သည်ဟုဆိုခဲ့ကြပါသည် ရတဲ့ရှင်ရုပ်ပွားတော်မှာအရှိပဲဆောင်တဲ့လေကားထိန်သားမှာတည်ရှိပါသည်ရုပ်ပွားတော်ဓာတ်တော်မှာရတဲ့ရှင်ကိုသာပနာထား၍ဆူတောင်းပြည်သည်ဟုဆိုကြပါသည်ရတဲ့ရှင်ဖရာမြင့်တော်မှာကြည်တင်ပြုံးတော်မူနေပြီးလုံစွာတက်ပြန်လာပါသည်ရှင်ရကုံစီတီတော်အံ့ဘွယ်ကူးစုမှာတဆူဖြစ်ပါသည်ဒိတ်တံဝင်စုတောင်းမှာကစုတောင်းပြည့်စီပါသည် အင်္ဂါတောင်းမှာဗောဓိညောင်မြင့်ကြီးမှာ1926 မတ်တဲ့ဆရာတော်ကြီးကဗုဒ္ဓကာယအရမ်းမှရောင်စည်းကိုယူပြီးစိုက်ပျိုးခဲ့သည်ဟုသိရပါသည် နှစ်ပေါင်းတရာနီးပါးရှိပါပြီဘောဓိညောင်ပင်အောက်တွင်ခြေစင်းလူတော်ဗုဒ္ဓရုပ်ဘာတော်တစုပူဇော်ထားပါသည်မဟာဘောဓိပင်သည်ပြည်ဘောကစီတီမည်ဖြစ်ပါသည်ကျွန်တော်ကတော့တန်ရှိပုသူဝေယဝိသကုသူပြုလုပ်ခဲ့ပါသည်ကြီးရှုသူအပေါင်းလည်းဘေးရန်ကြောက်ကြဆင်းရဲခင်း၍ကိုစိတ်နှင့်ဖြာ ကျဲမှာချမ်းသာကြပါစေကောင်းချူးလူသာဆန္ဒပြုပါကြပါစေကျွန်တော်ဘလော့လေးကိုကြည့်ပြီး like and subscribe ဖြည့်တဲ့ပြကြပါအားလုံးကိုကျေးဇူးပါ